ပြောရပါလွန်လွန်ချက်တွေဖြစ်ကုန်ပါစို့ကြောက်တယ်အချက်ကိုကြောက်တယ်ကိုကိုစိတ်ချမ်းသာအောင်မထားတော့ရဲအရင်တော့လိုမျိုးအပူတွေပိုင်းမရှာတော့ပါဘူးမမေပြောရမှန်ပါအခုချိန်လေးခလုတ်တိုက်ဘူးတဲ့ခါကျတော့ခလုတ်တိုက်ဘူးချော်လဲဘူးတော့တိသွားပါဘောငါမှငါပဲရှိတာပေါ့တိရမလားအဲ့လိုမျိုးဖြစ်သွားတဲ့ကြောင့်မလို့ဒီမှာအကုတ်ရမရှိဘူးလေအထီးကတော့ကြံနေတကယ်အခုလည်းအရင်ဒီကြံပါတယ်အရင်တော့ကိုကိုလို့ချင်တာကိုလုပ်တယ်ပေါ့နော်အခုတော့မမေ mother choice ဖြစ်သွားတယ်မမေသဘောကျလား မင်းကသဘောမကျဘူးဆိုရင်အော်အဲ့ဆိုရင်တော့ထားလိုက်တော့ဆိုရယ် ဒီဟာတစ္ဆာစိစိဆိုရဲဇာတ်လမ်းတွင်းမှာဒီလွန်ဘိုးဖြူနဲ့ဒီလွန်ဘိုးဖြူကာရိုက်တာလေးပေါ့နော်နောက်တစ်ခုကကြတော့စိမ့်လှတင်ပေါ့ကာရိုက်တာနှစ်ခုပေါ့နော်ဒီဇာတ်လမ်းတွင်းလေးမှာပါဝင်ဖြစ်တာပါဟိုပုံမှန်မြင်နေကြဇလန်တွေးထပ်တော့အများကြီးကွဲထွက်သွားမယ်လို့တော့ဒါတော့တေချာပေါက်ပျော်ရဲတယ်နောက်တစ်ခုကကြဒီဓနုရင်ချင်းမှုရင်းနေပေါ့နော်ဒါဓနုစကားလည်းတင်ရမယ်ဒါအခုလေမဟာဂီတိုက်လည်းတက်နေရတယ်ပေါ့နော်အအများကြီးခြားပြသွားဖို့ရှိပါတယ် challenge ကတော်တော်ကြီးကိုဖြစ်တယ်ဘာဖြစ်လဲဆိုအခုဘာမှစကားပြောတာတော့မှတစ်ခါကျရင်တေယုတ်ဆောင်လို့ရှင်သိပြီးမပြီးစင်နိုင်ရှိသေ ရယ်လေဟိုအင်္ဂလိပ်စကားဆိုလို့လည်းဒါတော့မှ used to ဖြစ်ချင်မှဖြစ်စလုံးပေါင်းညီမှားရင်လည်းမှားနေအောင်မှာအခုကဒနုစကားဆိုတော့ဒါကိုယ့်အတွက်ကဒါလုံးဝ challenge ကိုအကြီးပါပဲစကားလုံးပြောရမှာပါဒီမှာစကားတစ်ခွန်းမှမပါပါဘူးရှင်ဟုတ်ဒါပေမဲ့ဟိုမနော်ဟိုမမိုင်တို့ရောဒရိုက်တာကြီးရောဗောနော်အကုန်လုံးကဒီတာဝန်ကိုအကြီးပေးထားတာဆိုတော့ကို့မှာတာဝန်ကြီးရှိနေတော့ဒါမရရအောင်လုပ်သွားဖို့ဟိုစူးစမ်းဖို့တော့အခုစူးစမ်းနေပါတယ်စာပြီးတော့ ရှင်တော့ခုံတာပေါ့နော်ပထမဦးဆုံးဒီဒီ mainly ရရတဲ့ကကိုအတွက်ကဒီကိုဗမာစကားမပြောရဘဲနဲ့ဒီတနုစကားပြောရမယ်ဆိုတော့စိတ်လဲလှုပ်ရှားတယ်ပို့ပြီးတော့လဲပုံမှန်ထပ်ပို့ပြီးစူးစမ်းရမယ်ဆိုတာလဲသိရပေါ့နော်မတွေ့ဝေဦးရှင့်ဟိုဘလူးဝဲဖြစ်ပေါ့နော်ဒီ ဒီ character ကိုပေးရတဲ့ကြောင့်မလို့ငါရအောင်လုပ်မယ်ဆိုရယ်စိတ်နဲ့ပဲပြိုင်ခဲ့ရပါဘောเนาะအစားရလည်းပြောတယ်ဒီစကားရိုက်လို့ရှိရင်ဓနုစကားပြောရမယ်ဘောเนาะသူကဒီအတန် casting နေလဲစစ်တယ်ဘောเนาะတချင်းနေလဲစုခိုင်းနေတချင်းစုနိုင်နေသူရွေးသွားတာဘောเนาะယုံမှာဒီကားလေးကကြတော့လုံငယ်တစ်နှစ်လောက်တည်းက casting ကလုပ်ပြီးသားဘောเนาะဒါအခုမှရိုက်ဖြစ်တာပဲရှင့် ဟောအခုတော့လေးလာနေပါရဲ့ရှင်ဟိုကိုကကျတော့ဟိုပြောရမလဲဒီဓနုမှာလဲဒီရှမ်ပင်းတရမှာလဲကိုကနေတဲ့သူဆိုတော့လေဟိုအရန်တော့ဟိုမစိမ့်နေဘူးပေါ့နော်ဒီအခုတော့ဒီကွင်းစင်းမှုရောလေးလာမှာပါအခုတော့ရန်ကုန်မှာပဲတောက်လျှောက်လေးလာဖြစ်နေပါတယ်ဟိုရိုက်ကွေးကာလာလဲပင်းတရမှာပဲရိုက်မှာဆိုတော့လေရိုင်းရင်းလေးလာရင်ပေါ့ဟောအဝစ်စားပိုင်းကကျတော့ဒီအဓိကတကားလုံးတော့ဗမာဝစ်စုံပဲသွားမှာပေါ့နော်ဒီ1930ဝင်းကျင်နဲ့ဒီ2025ဝင်းကျင်ဆိုတော့နှစ်ခေတ်လုံးကဗမာဝစ်စုံပဲသွားမှာပါဟောဟောအဓိကတော့ညီမရဲ့ character အရာတော့ ထူးဆန်းနေပေါ့နော်ပုံမှန်တွေ့နေကြ character ညမက character နှစ်မျိုးလောက်ရမှာပေါ့နော်နှစ်မျိုးဆိုအဲ့နှစ်မျိုးကလည်းကွဲတယ်တစ်မျိုးကတော့တော်တော် challenge ဖြစ်တယ်လို့ပြောရမယ်အရင်လဲသဘောကျတယ်အဲ့လို character မျိုးကိုကို psychopath လိုမျိုးဟာလှုပ်ချင်နေခဲ့ရပါပေါ့နော်ဒါပထမဆုံးလှုပ်ခွင့်လည်းရရတယ်ဒီလိုမျိုးတွေနဲ့သဘောကျကြတော့ သူတို့ကအေးချမ်းတယ်သူတို့ကလေရှမ်းအစတော့ဒီရှမ်းလူမျိုးနဲ့တော့မတူဘူးသူတို့ကတက်တက်ကွဲထွက်တယ်သူတို့ကလည်းအရင်အေးချမ်းတယ်ဖော်ယူတယ်အဓိကတော့သူတို့ရဲ့ဒီပါလာစကားကရှမ်းနဲ့မတူဘဲနဲ့သူတို့အဖိဖော်လေးတွေကလေဟိုဘယ်ပြောမလဲထူးဆန်းတယ်လို့ပြောရတယ် ခတ်တာခတ်တာပေါ့နော်ဒါမဲ့စူးစမ်းနေပါရဲ့ရှင်ဟုတ်တယ်ဆိုရသေးရှိရဲ့ဟိုအခုကတင်နေတော့ကာလာမို့လို့လေတခုခုအမှားရင်းဖြစ်သွားမှဆိုလို့အာနောက်ကွာကြဒီကားထဲမှာကိုကတချင်းလဲဆိုရမှာဆိုတော့လေဒီမဟာဂီတရီပထမဆုံးညီမတချင်းဆိုရမဟုတ်ပေါ့တရုတ်ဆောင်လိုက်ပေါ့နော်အမေတခုပထမဆုံးဇာလန်တွဲမှာဒီမဟာဂီတရီနဲ့ဆိုရမှာဆိုတော့ဟိုပထမဆုံးလေးလာတာမဟာဂီတရီဖြစ်နေတဲ့ဟာခုတွက်ကတော့နည်းနည်းလေးတော့ဟို challenge အရန်ဖြစ်တယ်ပေါ့နော်တချင်းလဲမဆိုမဆိုဘူးဘူးပေါ့နော်အရင်အဲ့လိုမျိုးအဲဒီဇက်ကားထဲမှာဆိုလို့ရှိရင်အဓိက character ဖြစ်တဲ့ ဒီ၃အောင်ဆိုလို့မဟုတ်ကိုစိုင်းစီပြောရမယ်ညီမပြောရမယ်အဲဒီမတန်ပြောရမယ်ပေါ့နော်၃အောင်ဆိုလို့တော့ဓနုစကားပြောရမှာပေါ့အဲ့တော့ပြောပြောပြောကြီးပြောကြမှာပေါ့ဟုတ်အဓိကတော့ဒီတိုင်းသားစကားဖြစ်တဲ့တကြောင်မလို့ကိုကအမှားမခံချင်ဘူးပေါ့နော်ဒီတရအစပြီးတော့ကိုတေးသေးလေးအစဂယူးဆိုင်ပြီးတော့စူးစမ်းသွားပါမယ်ရှင်ဘယ်လိုမျိုးနေထိုင်ဖြစ်နေလဲဆိုတော့ ဟိုစိတ်တော်ကရာကင်းဝင်ရမယ်နေဖြစ်နေပါရဲ့အဓိကကိုယ့်ကိုစိတ်ချမ်းသာအောင်ပဲထားတော့တယ်အရင်တော့လိုမျိုးအပူတွေပါမရှာတော့ပါဘူးအေးစီစီပဲနေပါရဲ့အလုတ်လေးပဲလုတ်တယ်တနေ့တနေ့အလုတ်သွားတဲ့အိမ်ပြန်နေတာပါပဲဝင်နေဝင်နေကိုကိုခူးခူးဖြစ်လို့ရှင်ဩနောက်ဆုံးတိသွားရတာငါမှငါပဲရှိတာပေါ့သိရမလားအဲ့လိုမျိုးဖြစ်သွားတဲ့ကြောင့်မလို့ လူမအကုတ်ဆရာမရှိဘူးလေအဲ့တော့ကိုယ့်ကိုယ်ပဲအကုတ်ရတော့တာပေါ့ပော့ပါတယ်တော်တော်လေးပော့ပါတယ်အရင်တော့ဆိုလို့ရှိရင်တခုဆိုလို့ရှိရင်ဟိုကိုယ် control လုပ်တာအဲ့လိုမျိုး control ရရှိရပါတော့အခုကျတော့အခုခုသွားမယ်ဆိုလဲမမေကခကြီးဆိုရတောက်တဲ့လှုပ်တယ်သွားရတယ်အဲဘန်ကောက်သွားမယ်ဆိုလဲမမေနဲ့ရတယ်နှစ်ယောက်တူတူသွားမမေ like ခဲ့ဆိုရင်သူ့ခေါ်သွားတာအဲ့လိုမျိုးတာမီနှစ်ယောက်တည်းလွင့်စင်တာလွင့်နေမမေနဲ့မမေကကျတော့ကိုယ်ဟိုနော်ကိုယ်ဆုံးဖြတ်ခွင့် အများကြီးပေးထားတယ်။ကိုဘွားကိုကိုရှောက်ကိုဖြစ်ကိုခံဆိုပြီးတော့ကိုကိုပြောထားတာအဲဒါကြောင့်တခုခုဆိုရင်တိတ်အမှားမလို့ရေးကြောက်လို့ကိုဖြစ်မှာကြောက်လို့အများကြီး supporting ပေးပါတယ်အဓိကစိတ်ပိုင်းဆိုင်ရာပေါ့နော် supporting အများကြီးပေးပါတယ်အသားတော့မကြချင်ပါဘူးအသားမကြချင်ပါဘူးတယောက်တည်းနေရဟိုဒါပေမဲ့ဘယ်လိုပြောရမလဲဟိုအလုတ်ကိုအခုကအလုတ်ကိုကိုကိုအတွက်ကခွင့်ရင်းနေရလက်ထဲမှာရှိနေတဲ့တို့ကြောင့်မို့ဒီအလုတ်ကိုပဲကိုကဦးစားပေးနေရပါပေါ့နော်ကျွန်တော်ရောတိတ်ဦးစားမပေးနိုင်သေးပါဘူးအချစ်ကိုတော့မရှာဖွေတော့ပါဘူးအချိန်တန်လို့ရှင်တော့သူ့အနေ သူရောက်လာမှာပါအဲသူကနေသူရောက်လာမယ်လို့ပဲမျှော်လင့်မှာရယ်ရင်တော့လိုက်ရှာခဲ့တာပေါ့နော်အဲ့လိုမျိုးခုတော့မရှာတော့ဘူးကိုကနေကိုအလုံးလုံးနေနေဟောအချိန်တိုင်းငါနဲ့အဆင်ပြေတဲ့သူတွေ့သွားမှာပေါ့အထီးကတော့ကြံ့နေတကယ်အခုလည်းအရန်ဒီကြံ့ပါတယ်မေးကြည့်လိုက်သူများကြီးတွေ့ကိုအပြင်းသွားနေဘယ်ကောင်လေးနဲ့တွေ့လဲလို့တယောက်တည်းပဲ တယောက်တည်းပဲအမေနဲ့သွားရင်သွားမသွားရင်တငယ်ချင်းနေနဲ့ကိုတယောက်တည်းပဲတယောက်တည်းကိုသဘောကျအောင်ဗောအလွတ်လက်လွတ်လက်တယ်အရန်ဟိုကိုလို့ချင်တာလုပ်လို့ရတယ်ဘယ်သူမှယူဆိုင်ဆရာမလို့ကိုဆုံးဖြတ်ချက်ကိုပို့ရပဲလीဟုတ်တယ်မလားအဲ့ဒါအကောင်းဆုံးပဲလीနော်ဟုတ်တယ်အာကိုရဲ့ဆုံးဖြတ်ချက်ကိုအလေးပေးရကိုကကောင်းမမောကိုရဲ့ဒီလမ်းစောင်းမော်ကိုဒီ supporting ပေးနိုင်မဲ့သူမျိုးဗောစိတ်ပိုင်းဆိုင်ရာဗောနော်ကကောင်းလေးလမ်းညွှန်ပေးနိုင်မဲ့အဖေလိုအကိုလိုမျိုးပဲသဘောကျပါတယ်ရှာနေပြီဩရှာနေတာမရှာဘူးစောင့်နေရဲ့ စောင်းနေလို့လည်းမဟုတ်ပါဘူးဒီလိုပါပဲမမီတို့ကလာတခုခုဆိုရင်တော့အရင်တော့ကိုကိုလို့ချင်တာကိုလုပ်တယ်ပေါ့နော်အဲအခုတော့မမီ mother choice ဖြစ်သွားတယ်မမီသဘောကျလား မင်းကသဘောမကျဘူးဆိုရင်အော်အဲ့ဆိုရင်တော့ထားလိုက်တော့ဆိုရယ်အရင်တော့မိဘကလန်ကဆန်လုတ်ခဲ့ရပါဘောအမေတော့ဘာပြောနေရလဲဘောသိရမလားအခုတော့အော်မမေပြောရမှန်နေအခုဆိုရင်တခုခုဆိုရင်မမေသဘောကျလားမမေသဘောကျရင်တပီးကျရယ်နော်အဲလို့ချက်သွားအင်းစိတ်ရသဘောကျသဘောကျလို့မမေသဘောမကျရင်မမေဘူးအမေဘူးတော့မပေးဘူးအတိတော့မပေးဘူးကလည်းပြန်မပြောအခုက mother choice ဖြစ်သွားပါပြီမမေစိတ်တိုင်းကျဘောကိုနဲ့မမေနဲ့စိတ်ချင်းဆက်နေရောမမေသဘောကျရင်ကိုလည်းသဘောကျရယ်အဲ့လိုမျိုး မမီကတော့ဟိုကို့ကိုဦးစားဟိုကို့ကိုစိတ်ချမ်းသာထားမဲ့သူမျိုးတော့အဓိကလိုချင်တာပေါ့နော်อืมခမန်းကြီးပြောရရင်တော့တနစ်ဝင်စင်တော့တည်းရှိပါပြီ။မမေပြောရမှန်ပါတယ်အခုချိန်လေး။ခလုတ်တိုက်ဘူးတဲ့ခါကျတော့ခလုတ်တိုက်ဘူးတော့ချော်လဲဘူးတော့တည်သွားပါဘော။အမေပြောရမှန်မိဘရေပြောရမှန်တာပဲဆိုတည်သွား။နောက်ဟိုမလုပ်ရဲတော့ကြောက်သွားတယ်။ကြောက်တယ်။အချစ်ကိုကြောက်တယ်။ ဟုတ်ကဲ့ပါရှင်ဒီတစ္ဆာစိစိဇက်လန်တွဲလေးထွက်လာလို့ရှင်လေအားပေးကြပါအောင်ဒီဟာကဒီကျဲအတွက်ကဒါဟိုအရန်ကိုကြီးမားတဲ့ဒီ challenge ဒီတစ်ခုပါဗောနော်ဒီ challenge ကိုတဲကောင်းလောက်သားပါမယ်လို့ခီးပေးပါရှင်ကျေးဇူးတင်ပါတယ်